အဲအဆုံးသက်တည်ကြပြီးတော့ဗျာတဲ့အတင်းမှာကြန့်ခံမှုအကောင်းတဲ့တိုက်စစ်မှုမျိုးကိုလိုထားတယ်เนาะလောလောဆယ်တော့တိုက်စစ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဈေးအရန်ကြီးတဲ့ center forward စစ်စစ်ကိုမျှော်လင့်လို့ရတဲ့အခြေအနေမဟုတ်ဘူးပေါ့เนาะဒီနေရာဒီပြောင်းရွှေ့မှာထားပါတော့အကယ်လို့ရောက်လာနေနေဆိုလို့ရှိရင် Liam Delap တို့လောက်ပဲကျွန်တော်တို့ဒါမျှော်လင့်လို့ရမယ့်အခြေအနေမျိုးပါเนาะဆိုတော့ဟို Victor Osimhen တို့ဟလား Victor Gyokeres တို့လိုမျိုးကစားမားတွေကကိုရီခေါ်ဖို့အတွက်အခြေအနေကောင်းတဲ့အနေအထားတစ်ခုမှမရှိတော့ဘူး ချန်ပီယံစ်လိဝင်ခွင့်မရတာเนาะပြီးလို့ရှိရင်အသင်းကဒီနေရာဒီအပြောင်းအရွှေ့မှာအပြောင်းလဲတွေအများကြီးလိုအပ်ဖို့ရှိတဲ့အခြေအနေမျိုးမှာတိုက်စစ်နေရာမှာဈေးကြီးတဲ့ကစားမတယောက်ကိုခေါ်လိုက်ရင်ကျန်တဲ့နေရာတွေအတွက်အပြောင်းလဲတွေကျွန်တော်လှုပ်ဖို့အတွက်အားနေသွားမှာဒါတွေကိုတွေးကြည့်ရင်အသင်းကဒီနေရာမှာပေါ့နော်နေရာတိုင်းကိုဈေးကြီးတဲ့ကစားမတွေကျွန်တော်ခေါ်နိုင်မှာမဟုတ်ဘူးဒါတော့ Vita Gyokeres ဆိုလို့ရှိရင်လည်းအတန်း60ကျော်ကျွန်တော်ကုန်မယ်။ကိုယ်တိုင်ကလည်း Champions League ကစားခြင်းနေဆိုတော့ Manchester United ရဲ့ chance မရှိဘူး။ နောက်ဗီတာအိုစီမန်တို့ဘာလို့ကလည်းချယ်ဆီဘက်ကအမှန်ကန်လူချင်းနေတာတန်း60လောက်လဲနာပိုလီကိုပြေးရမှာဆိုတော့ဘလူးမန်တော့အဆင်ပြေမနေဘူး။ညောင်တိုက်စစ်ပိုင်းကကျွန်တော်တို့အလွန်ဆုံးစင်တာဖော်ဝတ်66ကိုမျှော်လင့်လို့ရရင် LMD လက်ပဲဒါတော့မှပြောင်းယော်ကြီးကတန်း30မှုလို့နော်သူ့ကိုခေါ်ဝေးကျူးပန်းနေတဲ့အသင်းတွေထဲမှာလည်း Champions League ဝင်ခွင့်ရတဲ့အသင်းတွေတိတ်မပါသေးလို့နော် Champions League ဝင်ခွင့်အမှန်ကန်ရတဲ့အသင်းတွေကလည်းတကယ်စိတ်ဝင်စားတယ်ဆိုတော့ဟိုပုံစံမျိုးတွေတော့ပဲပြနေပြီးတော့တကယ်ထိရောက်တဲ့ ကမ်းလှမ်းနာတွေဘာတွေဘာမှမလုပ်သေးလို့ကိုရီတွေချမ်းရှိတယ်လို့ဖြစ်နေတာကစားမားကတော့ Manchester United နဲ့လည်းဆွေးနွေးမှုတွေသူပြုလုပ်ထားတယ် Manchester ကိုလာပြီးတော့ကိုယ်တိုင်စကားပြောတာတွေပါကျွန်တော်ပြုလုပ်ထားတယ်ဆိုတော့ဒါကတော့ကောင်းတဲ့လက္ခဏာပေါ့လေဆိုတော့ဒီလက်ဘလောက်ပဲကျွန်တော်မျှော်လင့်လို့ရမယ့်အခြေအနေမျိုးပါ Center Forward စစ်စစ်နေရတော့အဲမင်္ဂလာပါတယ်နော်โอเคပါအဲခြေစမ်းပွဲကို watch လောက်လုပ်မှလာတဲ့အမှန်တမ်းပြောရင်ကျွန်တော်ဟိုခဏလေးနော် Conference League Final ကကျွန်တော်ဒီ ဒီ watch round လို့ပို့ပြင်ဆင်ထားတာဗျာအဲ့ဒါ8နာရီလည်းမသိဘူး conference league ကဒီနေ့တနာရီဝဲပေါ့နော် conference league ကတနာရီဝဲကိုရီကဘယ်လိုပြောမလဲဒီ8နာရီလားဟလားတကယ်တမ်းပြောရင်ပြကျွန်တော်ဟိုအဲယာဒီယိုခြေစမ်းပွဲစဉ်တွေဘာတွေယာဒီသိန်းခြေစမ်းပွဲစဉ်တွေဘာတွေကိုမလုပ်ချင်ဘူးပြီးရင်လည်းအာဆီယံ All Star တို့ဘာလို့ဆိုတော့ကိုသိတာဘာမှပါတာမဟုတ်ဘူးသိတယ်မလားအဲ့တော့မလုပ်တော့မလုပ်ချင်ဘူးခံတိုင်းပြောရရင်ဒါပေမဲ့လို့ပေါ့နော်ဟိုမြန်မာကဘာလဲမောင်မောင်လွင်တို့ဘာလို့ပါတယ်ဆိုတော့လေ တောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေလှုပ်ဖြစ်ခြင်းလည်းလှုပ်ဖြစ်သွားမှာပေါ့ဗျာကျွန်တော်ဒီညကဝယ်ချောင်းကနှစ်ခုလှုပ်ရမလို့ဖြစ်နေလို့ပါချာကီကဗျာတဲ့ဈေးတင်နေတဲ့ယာတော့မှရောက်အောင်ခိုးဖို့ကြိုးပမ်းတင်နေတင်နေတဲ့လောလောဆယ်မှာတော့ချာကီကမန်ချက်စတာစီးတီးရဲ့စိတ်ဝင်စားမှုတွေဘာတွေလဲကျွန်တော်ခံနေရတယ်ဆိုတော့နော်ကျွန်တော်ကိုရီတွက်ကတော့ chance ကတော့နဲတယ်ဒါပေမဲ့လို့ဈေးနှုန်းကတန်း20 25တန်းလောက်နေဆိုလို့ရှိရင်မှန်ကန်ရဖို့အတွက်ကိုရီကြိုးပမ်းတင်နေတယ်မှာပါတယ်ပေါ့နော် အတင်ဘက်ကတော့ချာဂီဆိုတာတဲ့အံပွင့်မှုကိုဦးစားပေးခေါ်ဖို့လုပ်နေတဲ့ပုံစံမျိုးချာဂီနဲ့ပတ်သက်လို့ရှိရင်ပြောင်းရွှေ့ရေးနေတာတော့မှအခုချိန်ထိတတိယရောက်လုပ်တဲ့အပြောင်းရွှေ့ကဘာမှမရှိသေးဘူး။ဒါပေမဲ့အံပွင့်မှုနဲ့ပတ်သက်လို့ကျတော့အတင်ကအမှန်ကန်စိတ်ဝင်စားနေတာကိုအတင်ကကစားမားတွေရောင်းရလို့ရတဲ့ငွေနဲ့အမှန်ကန်ခေါ်ဖို့အတွက်အမှန်ကိုရီးယားကျူးပန်းနေရတာ။ဒါဆိုတော့ချာဂီဆိုတာတဲ့အတင်ဘက်ကအံပွင့်မှုကိုဦးစားပေးခေါ်ဖို့အတွက်ကျူးပန်းနေတယ်လို့ကျွန်တော်ပြောလို့ရတယ် ဝင်လင်းနေတဲ့ခန်းစစ်လူခေါ်ဖို့ရတဲ့အသက်မထွက်သေးဘူးဗျာတဲ့အခုဒီနော်အဲခန်းစစ်ကတော့ဟုတ်တယ်လုံးဝအသက်မထွက်ဘူးဂျူနီအဗန်စ်တို့ပါတော့ဘောနော်ဒီယာဒီကုံပြီးသွားပြီဆိုတော့သူတို့တိုင်ဟိုအသင်းမှာဆက်မရှိတော့ဘူးဒါတော့မှလီနီလော့ဖ်တို့ပါတော့လည်းထွက်တယ်ဆိုတော့ခန်းစစ်နဲ့ပတ်သက်လို့အသင်းကဘာတဲ့င်းမှမထွက်သေးဘူးအဲ့ဒါတော့နည်းနည်းတိုင်ပတ်တယ်ဒါပေမဲ့ကွင်းလင်းကလုံးဝအသက်မထွက်တာတော်တော်ဆိုးတယ်ကွင်းလင်းကအရင်တုန်းကတော့အီဒယ်ဆန်တို့ပါတော့ကျွန်တော်တရင်နေပါပါပါထွက်လာတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာရူမန်တို့ပါတော့စီကရော့တခြား အာ respected လုပ်လို့ရတယ်မဖြစ်လို့ရတဲ့ဒီ UK media outlet တွေစီကနေပြီးတော့ရောဘာမှကျွန်တော်အသက်မထွက်သေးဘူးတော်တော်ကိုတိုင်ပတ်တယ်ပေါ့နော်ဆိုတော့အဲကြောင့်ကျွန်တော်ကြည့်ရရင် United နဲ့ပတ်သက်လို့ရှိရင်ကွင်းလေအပြောင်းရွှေ့တိတ်စိတ်ငြိမ်နေတာကတော်တော်ကိုစိတ်ပူပူကောင်းတယ်ကျွန်တော်တို့ကကွင်းလေမှာအကြီးကျယ်အားဖြည့်ဖို့လိုတာဒါကြောင့်ပေါ့နော်တိုက်စစ်မှာကျွန်တော်တို့ဈေးကြီးတဲ့ကစားမလေးကြီးတဲ့နေရာတိုင်းမရဘူးလို့ကျွန်တော်ပြောတာထားပါတော့ကွန်ညာဆိုလို့ရှိရင်တန်း60ပြားလက်ဖွင့်မှာနော် right wing မှာဆိုလို့ရှိရင်ကျွန်တော်တို့က ဒီထားပါတော့အံပွဲမူတန်း90ဗျအဲ့မှာရင်ကျွန်တော်တို့ကတန်းကရာချီကုန်သွားပြီတော့တိုက်စစ်မှုနေရာမှာသာနောက်ထပ်တန်း60လောက်ကစားမကိုကျွန်တော်တို့ထပ်ခုကျူးပန်းမယ်ဆိုရင်သိကြတယ်ကွင်းလင်မှာကအစားထိုးစီကကျွန်တော်တို့တော်တော်ခဲရင်သွားမှာဒါတော့မှဂိုးသမားနေရာမှာလည်းဂျွမ်ကာစီယာတို့ဘာတို့ဒီကေကျူးပန်းတင်ပြီမြဲအခုချိန်ကြီးဘာတင်မှန်းကျွန်တော်မကြားဘူးအဲ့တော့တိုင်ပတ်တဲ့တယ်မှာပါတယ် တော့အတင်းဘက်ကဗားရီဆက်ပြီးတော့เนาะဖြစ်နေကျွန်တော်ဆက်တော့ကြည့်ရမယ်တဲ့မဲ့လို့အဲ့ဒီနေရာတွေကသတင်းထွက်မှကျွန်တော်ရမှာကွင်းလေတို့ခန်စစ်တို့ပါပေါ့နော်ပါရာဂွေးကစားမလေးကရောတဲ့အဲ तू ကဒီရလာမဲ့ရာဒီမှာရောက်လာမှာဆိုတော့ဒီနေရာဒီပြောင်းရွှေ့မှာဒီကူလီယွန်ပေါ့နော်အတင်းကိုရောက်လာမယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီကူလီယွန်ကသူတော့အတင်းမှာ left wing ဘက်နေရာကစားဖို့အတွက်ပက်ထရစ်ဒူကူရဲ့နေရာကိုယူဖို့အတွက်အမ်းเนาะဒီကူလီယွန်ကရောက်လာမယ်ချင်ဒီမျိုးပါဆိုတော့ခေါ်ထားတဲ့ကစားမသူရောက်လာမှာပါ မာတီနက်စ်ကားတဲ့ယာတီစမပြန်ပါမလာတဲ့ယာတီဂျူမပါနိုင်ဘူးလားတဲ့အဲယာတီဂျူမှာတော့ပါနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်မာတီနက်စ်ကအဲလက်ရှိနောက်ယာတီအစမှပဲကျွန်တော်ပါလိမ့်မယ်ဒီနေ့ယာတီဂျူခြေစမ်းပွဲစဉ်တွေဘာတွေတော့မှမြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးနော် အန်ဒီရဲ့ဦးနန်းနာအန်ဒီရဲ့ဦးနန်းနာကပြားတယ်နော်သူများအသင်းရဲ့ဟီးဝီမကိုသေးဘူးလားတဲ့နော်ကိုရီးယားကတော့ဂိုးစေချင်းပြီလောလောဆယ်မှာတော့ဘသူကမန်ကိုစိတ်ဝင်စားတဲ့ပုံစံပြမနေဘူးဖြစ်ပါပါသားကြီးနော်ကဲပြားတယ်ကိုရီးယားတော့ကြီးဖို့ရောက်နေပြီအဆင်သင့်မဲတယ်နော်โอเคပါအဲကိုသင်းပွဲမှာတဲ့နော်ကိုသင်းနဲ့ပဲမှာမောင်မောင်လေးခြေသွင်းပြရင်ဘယ်လိုလုပ်မလဲတဲ့နော်မောင်မောင်လေးခြေသွင်းပြရင်မောင်မောင်လေးကောင်းလို့ပေါ့ဗျာဟုတ်တယ်မလားနော်ကိုသင်းနဲ့ပွဲမှာနော်ခြေသွင်းမပြနဲ့လို့သွားပြောလို့ရမှာမဟုတ်တာဟုတ်တယ်မလားအနာဂျူဝိုင်လန်တို့အန်တိုနီတို့ပြားတဲ့ဒီကစားမားတွေရောင်းလို့ရရင်တော့ငွေရှာလို့ရမယ်ထင်တာပဲတဲ့နော် ဟုတ်ကဲ့ပါလူချောကရောထွက်မာလာဆိုတော့လူချောထွက်ဖို့ကတော့မသေးကြဘူးမှန်တယ်ပြောရင်လူချောလေးပဲကျွန်တော်တို့အသင်းမှာဆက်ထားလို့မသိတော့ဘူးလူချောတို့ဘာလို့ကရောင်းပြီးတော့ငွေရှားတဲ့အတယ်မှာပါပြီပြည်တနာကလည်းကျောလူကစားမမျိုးရောင်းထွက်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးပြာသေးလားနော်ကျောလူကစားမမျိုးတွေပါလေကျွန်တော်ကရောင်းထွက်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးနော်မလေးအာဆီယံဩစတာနဲ့ကန်နာတဲ့ကာနာချူပါလာတဲ့လူစင်းတွေကိုကာနာချူပါလာပါတယ်ပွဲထွက်လူစင်းမှာပါမပါတော့ကျွန်တော်ကစောင့်ကြည့်ရမှာပေါ့လေ ။ကိုနနာကိုတဲ့လူကြိုက်များတယ်ထင်နေပြားတယ်နော်။အပြောင်းရွှေ့တဲ့ရင်ဘာမှကိုမကြားရဘူးတဲ့နော်။အဲโอเคပါ။ E4 ပေါ်မှာတော့ပြားတယ်။ကိုညာကတော်တော်လေးကောင်းနေအောင်ခင်။ကိုသမားပဲလူကျင်နာပြားကိုသမားအမှန်ကန်ပြောင်းနေမှရမှာတဲ့နော်။ white line ကပြားတယ်။အရင်နှစ်ကကောင်းကင်ရဲ့တန်းနဲ့ဒီနှစ်မှာဘာဖြစ်မှန်းကိုမသိဘူးတဲ့နော်။ Okay ။ အဲ့ဒီတန်ဟာကဗျာတဲ့နော်လီဗာပူးလ်ကုစင်မှာဦးနနာကိုဝယ်သွားရင်ကောင်းမယ်တဲ့နော် အကယ်လို့တဲ့ဒီလက်ရောက်လာခဲ့မယ်ဆိုလို့ရှိရင်တဲ့အန်ပွဲမူကိုရနိုင်အောင်မလားတဲ့အန်ပွဲမူနဲ့ဒီလက်ရဲ့အပြောင်းအရွှေ့ကမတူဘူးပေါ့နော်အတင်းကနှစ်ယောက်စလုံးကိုလူချင်းတာကျွန်တော်လက်ရှိတိုက်စင်မူကဒီလက်မဟုတ်တော့မှကျန်တဲ့ကစားမကိုလည်းကျွန်တော်ကခေါ်မှာတိုက်စင်မူဖြစ်ဖြစ်ဟေးတီရှူတွေကင်နေလားငယ်လေးချောက်မလို့နဲ့တီရှူတွေကင်နေလုံးနဲ့ဆရာကြီး ဖက်နဲ့တရှုတွေခွာကန်နေရတာတော့ဟမ်ဆိုအန်ဆိုရီအန်ပွဲမူကကျွန်တော်တို့ပေါ့နော်နေရုနံပါတ်1မှာအသင်းဘက်ကလုံးဝကိုခေါ်ကျင်တာနေရုနံပါတ်ပြစ်မှတ်ကဗျာထားပါတော့တိုက်စစ်မှုတယောက်ထက်ရရမယ်ကိုညာအပြီးမှာနောက်ထပ်နေရုနံပါတ်1တယောက်လည်းရရမယ်ဆိုတဲ့ဘောဆိုတော့ဒီလက်ပြောက်လာလို့အန်ပွဲမူမရောက်တော့ဘူးအန်ပွဲမူရောက်လာလို့ဒီလက်ပြောက်တော့ဘူးမဟုတ်တော့ဘူးကျွန်တော်တို့ကဒီလက်ကောအန်ပွဲမူကိုရအောင်ခေါ်ကျင်တာ ဒါပေမဲ့အဲ့နေရာနှစ်နေရာစလုံးကိုအဲ့ကစားမနှစ်ယောက်မဟုတ်တော့မှကျွန်တော်တို့ပေါ့နော်ရအောင်လူကျင်တာဆိုတော့ဒီ lab ကတော့တန်း20တန်း30ပဲဆိုတော့ရောက်လာနိုင်တယ်အံပွဲမူကတော့အကယ်လို့ဒီ lab ကိုခေါ်ပြီးသွားရင်အံပွဲမူကိုခေါ်ဖို့ဆိုရင်တော့အဲ Rashford တို့ Jadon Sancho တို့ Anthony Santos တို့ကိုရောင်းနိုင်မှကာနာချူတို့ကိုရောင်းနိုင်မှကျွန်တော်ရမှာအံပွဲမူတို့ကငွေမလောက်တော့ဘူးဆိုတော့အံပွဲမူကိုလူကျင်ရင်ကစားမားတွေကိုရောင်းနိုင်မှရမှာအဲ့လိုမျိုးဖြစ်သွားပြီး ဆိုတော့အန်ပွင့်မူရဲ့အပြောင်းရွှေ့ကကိုအတင်းရဲ့ဘယ်ကစားမကိုရောင်းနိုင်မလဲဆိုတဲ့ပုံမှာမူတီးနေတယ်။အတင်းကတော့ရှင်နေအဲ့ဒီနှစ်ယောက်စလုံးကိုကျွန်တော်လိုချင်တာဗျ။ okay ကွင်းလေကလည်းပြားတယ်เนาะတူတူတန်တန်ကစားသမားဆိုလို့ရှိရင်အနည်းဆုံးတန်း90လောက်ပေးရမှာတဲ့ဂိုးသမားလည်းလူတယ်ပိုးချောင်ကောင်းတွေရောက်မလာဘူးဆူတောင်းအောင်ပါပဲဂိုးသမားကပေါ်ရပြားတည်တယ်เนาะဂိုးသမားကဈေးကြီးတဲ့ဂိုးသမားလည်းရှိတယ်ဈေးသက်တာတဲ့ဂိုးသမားလည်းရှိတယ်ဈေးသက်တာပြီးတော့ quality ကောင်းတဲ့ဂိုးသမားလည်းကျွန်တော်ရှိရယ်အခုလည်းကြီးကျွန်တော်တို့လည်းရှိเนาะ US Spain တို့ဘာလို့မှာ Juan Garcia တို့ဘာလို့ဆိုလို့ရှိရင်လည်းပဲ ဲကြောက်ကြောက်ကောင်းနေတာပဲနော်လက်ရှိနောက်ဒီဈေးကွက်တွေမှာကျွန်တော်ကြည့်ရင်ငွေကြီးအလောက်မကုန်မနေကုသမကောင်းနေအများကြီးပါဒါပေမဲ့လို့ကွင်းလင်ကတော့မရဘူးကွင်းလင်ကတော့ကျွန်တော်ဈေးကောင်းကောင်းပေးနိုင်မှကိုအချိန်ကြီးကောင်းပါလက်ရှိ Manchester City ကခေါ်ဖို့လုပ်နေတဲ့ AC က Rainer တို့ပါလို့ဆိုလို့ရှိရင်အသင်းဘက်ကကျူးပန်းရမှာ Champions League ဝင်ခွင့်မရဘူးအသင်းဘက်ကလည်းလက်ရှိဒီလိုဖြစ်နေတယ်ဆိုတော့ Rainer လို quality player ကိုတော့မလွယ်ဘူးပေါ့လေ Rainer က Manchester City ကိုရောက်မယ်ထင်ပါတယ် အဲ့မလိုပြောချင်တာကအတင်းဘက်ကရအောင်ကျွန်တော်တို့ခေါ်နေမှဖြစ်မှာကွင်းလေကွင်းလေကဒေါင်းဒေါင်းပြီးလုံးဝကောင်းတဲ့ကစားထားပါတော့ဗျာဘရိုက်တန်ကဘာလေဘာလို့ဘာလို့လို့မျိုးအမ်ဘရိုက်တန်ဆိုလို့ရှိရင်တော့တည်ကြတဲ့လွယ်လွယ်ကူကူနဲ့တော့လက်လို့မှမဟုတ်ဘူးပြောချင်တာကဘာလေဘာလို့လို့ကစားမတွေလုံးဝခေါ်နေမှကျွန်တော်ရမှာဒီကစားမတွေတအားကောင်းပြီးတော့ strong ဖြစ်တယ်ဗျာဒီလားကိုအတင်းမှာကအရင် strong ဖြစ်တဲ့ကစားမမရှိဘူးကွင်းလေမှာတော်တိုင်ပဲတယ်ကွင်းလေကတကယ်ပြတာလောဘကြီးတယ်မို့ကျွန်တော်တို့နှစ်ယောက်လောက်ခွန်နေမှကိုတော်ကာကြမှာအာကောင်းလာပြီမဟုတ်ဘူးเนาะတော်ကာကြမှာနှစ်ယောက်လောက်ခွန်နေမှကို အကွင်းလင်ဟာတတော်ကြီးကိုလိုအပ်ချက်ကြီးတယ်။ဆန်ချိုကိုတဲ့ Chelsea ကပြန်ပို့မယ်ဆိုတာအမှန်လားတဲ့။အဲအဲ့ဒါတော့စောင့်ကြည့်ရမှာပေါ့လေအမှန်မှန်အမှန်မှန်ဆိုတာတော့ Chelsea ဘက်ကတော့ယော်ကြီးငါးတန်းပေးပြီးတော့လက်လော United ထံပြန်လို့မယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားနေရတယ်။ Maresca ကတော့ဘယ်လိုပြောမလဲ Conference League Final ရှိသေးတယ်ဆိုတော့သူတို့အနေနဲ့ပေါ့နော် လာမယ့်24နှစ်ရည်အတော်တွင်ဆုံးဖြတ်ချက်ချသွားမယ်ဆိုတာမျိုးတွေပြောထားတယ်ဆိုတော့ဘာမှန်းတော့ပုံတည်ကျွန်တော်မသိရသေးပါဘူးเนาะ အမ်ဘွန်မိုနဲ့တဲ့ဒီလက်နှစ်ယောက်ထဲကတစ်ယောက်ထက်ရောက်လာလို့ရှိရင် United ဟာတဲ့နောက်နှစ်မှာတူတူဒူဒူတန်ဒူဘာလဲဒူဒူတန်တန်အသင်းဖြစ်လာတော့မှာပါတယ်နော်ကျွန်တော်တို့ကဗျာကစားမားတွေခေါ်ယုံနေလေဒူဒူတန်ဒူဖြစ်လာဖို့ကမလွယ်ပါဘူးဘာလို့လဲဆိုတော့ဟိုကစားမားကောင်းတွေရောက်လာတာတော့ကောင်းတဲ့အရာပေါ့လေဒါပေမဲ့လေလို့ကျွန်တော်တို့အားလုံးသိတယ်တဲ့မယ်အပြောင်းရွှေ့ရာသီတိုင်းလေလို့ကိုအသင်းဘက်ကကစားမားတွေခေါ်နေတာဒီတယ်မလားဟိုလူရောက်လာရင်တော့ကောင်းတော့မှာဟိဒီလူရောက်လာရင်တော့ကောင်းတော့မှာဟိဒါကတော့ကိုရီးယားပြည်သက်တီဆိုတော့မျောလင်းရတာမျောလင်းကြတာပေါ့လေတကယ်တမ်းကအဲ့လိုဟုတ်မနေဘူးပေါ့နော် ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့ဆိုလို့ရှင်လည်းပဲ Eric and High တိုင်ပတ်ခဲ့တာဒါပေမဲ့လို့ Lenny Yuru တို့နော် Bugatti တို့ဟလာဒီလိုစားမားတွေရောက်လာပြီး Zixi တို့နော်ရောက်လာပြီး Maserati တောင်ပါသေးတယ်မလားနော် Maserati တို့ရောက်လာပြီး D-League တို့ရောက်လာပြီးဆိုတော့ဟာငါတို့ကောင်းလာတော့ဝင်ပေါ့ဘာမှမဟုတ်မလားဒီတယ်မလားသူကလည်းသူအားဖြစ်တာတွေကကစား quality quality နဲ့သူကောင်းတဲ့သူတွေကြီးပဲရယ်ဒါပေမဲ့ကိုသင်းကသူများအသင်းဒီလိုမျိုး stable ဖြစ်နေတဲ့အသင်းမဟုတ်တော့ ကစားမှတယောက်နှစ်ယောက်လောက်ရောက်လာလိုက်ကြတယ်ငါတို့ဒီနေရာကတော့လုံးဝကောင်းသွားပြီလို့ယူဆလို့မရအောင်ကျွန်တော်ကတသိန်းလုံးနီးပါးတိုင်ပတ်နေတာတသိန်းလုံးနီးပါးတိုင်ပတ်တော့အကုန်လုံးကိုအပြောင်းလဲလို့ဘူးကမလွယ်ဘူးကြားထဲမှာနီးပြတွေပါအပြောင်းလဲတွေလုတော့ကမောင်းကစားတွေကျွန်တော်ဖြစ်ကုန်ရောအကုန်လုံးကတော့ဟိုကူသားမှရောက်မှဒီကစားမှရောက်မှတော့မလွယ်ဘူးပေါ့နော်ရောက်တယ်ဆိုရင်တော့မှယာတီဂျိုခြေစမ်းပွဲစဉ်တွေကိုကျွန်တော်တို့ကအမီကန်နိုင်မှအမီပူးပေါင်းနိုင်မှအဆင်ပြေမှာ မဟုတ်လို့ရှိရင်တော့အတင်းနဲ့အထိုင်ကြဖို့အတွက်15ပွဲလောက်ကိုပဲမင်းငါတို့ရှော့ပြီးထားရသေးတယ်အဲ့လိုဖြစ်နေတာမလွယ်ပါဘူးเนาะအန်ပွဲပုံနဲ့တဲ့ချာကီနှစ်ယောက်ထဲကတယောက်ပဲရမှာလားဟာတယ်เนาะနှစ်ယောက်ထဲကတယောက်ပဲခွန်မှာပါเนาะဆိုတော့နေရိုနံပါတ်1နှစ်ယောက်ထဲကတယောက်ပဲခွန်မှာပါချာကီရရင်ရမယ်မရရင်အန်ပွဲမူပေါ့เนาะဆိုတော့ဘယ်သူပဲဖြစ်ဖြစ်ပါတယောက်ပဲရောက်လာမှာပါနောက်ထပ်နံပါတ်1တယောက်ပါเนาะတယောက်ပဲရောက်လာမှာပါ အဲဂူမဝေတာဗျာတဲ့ယူနိုက်တက်ကခေဆက်ဆက်နေကိုတော်တော်အမားနေခဲ့တာတဲ့ဦးနာနာနဲ့စပြီးတော့နာမည်ပြတ်တော့တာပဲတဲ့နော်အမှန်အမှန်ပဲအမှန်ပဲနော်အဲဂျိုဝန်ကာစီယာနဲ့ပတ်သက်ပြီးတော့တဲ့ဘာသတင်းကြားသည်လဲဂျိုဝန်ကာစီယာကလက်ရှိသတင်းထွက်တာဆိုလို့ကျွန်တော်တို့ဒီဘာစီလိုနာတို့ဘာလို့ပဲရှိတယ်ကိုရီနဲ့ကဂျိုဝန်ကာစီယာရဲ့ကြားထဲမှာသတင်းကမထွက်တော့ဘူးနော်သတင်းမထွက်ဘူးကိုညာရောက်လာပြီဆိုတော့တဲ့နော်အဲဝန်တာပါတယ်ဗျာတဲ့နော်โอเคပါ ဘက်ထရီတူဘူးစော့တာဗျာတဲ့အရင်ပေါ်ပြပြနိုင်နေတဲ့တိတ်အစင်ပြေတယ်လို့မထင်ဘူးတဲ့နော်ဟုတ်ကဲ့ပါနောက်နောက်ရာသီကြလို့ရှိရင်တော့ကျွန်တော်ပို့ပြီးတော့ကောင်းလာဖို့မျှော်လင့်ရမှာပေါ့လေကိုကိုသမားကဗျာတဲ့တော်တော်တိုင်းပက်တဲ့ဘောလုံးကိုမိအောင်ဖမ်းနေတာမတွေ့ဘူးတဲ့နော်အဲကျွန်တော်စိတ်ထင်တော့ဗျာတဲ့၃ယောက်ခံစီကပရီးမီးယားလိမှာအစင်မပြေဘူးထင်တယ်တဲ့ဘရာသာထင်လို့ပါနော်ကျွန်တော်အသင်းတိုင်းနီးပါးက၃ယောက်ခံစီနဲ့ကစားနေကြတာကြီးပဲရဲ့ဟောဟိုလုံးဝတကယ်တကယ်ပွဲထွက်လူစင်မာတာနော်နောက်တန်း၄ယောက်တွေပါဖြစ်နေလိမ့်မယ် တကယ်တကယ်ကွင်းထဲမှာကစားတဲ့အခါ formation ကအမြဲတမ်းပြောင်းနေနေကြတာဆိုတော့ဘောနော်၃ယောက်ခံစေကအဆင်မပြေဘူးပါညာဆိုတာတော့ကျွန်တော်တို့မထင်ဘူး၃ယောက်ခံစေကြောင်း၄ယောက်ခံစေကြောင်းဖြစ်နေမှာမထင်ဘူးအားလုံးကနော် on position မှာ on position မှာ3 back 3 back နဲ့ပြောင်းသွားတာမျိုးတွေကျွန်တော်ရှိတယ်နော်5 back နဲ့ကစားတာမျိုးတွေကျွန်တော်ရှိတယ်တော့နော်အပြောင်းလဲတွေကျွန်တော်လုံနေကြတာပါဆိုတော့နော်3 back 4 back ဆိုတာမျိုးထက်လက်ရှိမှာဟိုနီးပြလှုပ်ချင်တဲ့ပုံစံတိုင်းကိုကိုကစားမတွေကနော်သဘောမပေါက်တဲ့အနေအထားမှာကျွန်တော်ရှိတယ် နော်ဆိုတော့ဒါနဲ့ဒါအဓိကပြကစားမားတွေကိုခေါ်တဲ့နေရာမှာ United ကအမ်မိုရင်တွေခေါ်မပြီးဘူးလို့တယ်ကြည့်လား Manchester United တွေပဲခေါ်ဖို့ကျွန်တော်လိုတယ်အခုလည်းရှိကျွန်တော်တို့ဘယ်လိုပြောတခြားအသင်းတွေဆိုကျွန်တော်ကြည့်ပါလား Liverpool အသင်းတို့ဘာလို့ဆိုလို့ရှိရင်ညပြအပြောင်းလဲလုပ်တာကောင်းမြေကောင်းစေပဲဘာလို့လဲဆိုတော့သူတို့ခေါ်ထားတဲ့ကစားမားတွေက Liverpool တွေခေါ်တာ Klopp တွေခေါ်ပြီးတာမဟုတ်ဘူးမပြီးရင် Arne Slot တွေခေါ်ပြီးတာမဟုတ်ဘူးလက်ရှိ Real Madrid ဆိုလို့ရှိရင်လည်းပဲကျွန်တော်ကြည့်လေအာဂျာဗီအလွန်ဆိုရောက်လာတယ်ဟေးဆိုပြီးတော့ငါတို့တော့ Liverpool ကစားမားတွေခေါ်ရမယ်မဟုတ်ဘူးဗျာ Florian VS ကိုတို့ငါတို့ခေါ်ရမယ်။ Jonathan Tah တို့ကိုငါတို့ခေါ်ရမယ်မဟုတ်ဘူး။ Granit Xhaka တို့ကိုငါတို့ခေါ်ရမယ်မဟုတ်ဘူးလေ။ Real Madrid က Real Madrid တော်ပဲခေါ်တာ။ Ancelotti တို့လည်းမခေါ်ဘူး။ Honestly Alonso တို့လည်းကျွန်တော်မခေါ်ဘူး။အဲကိုရီးယားတော့မဟုတ်ဘူး။ဟာ Vita Gyökeres ကိုခေါ်လိုက်ဟေးနော်။ Amorini နဲ့လက်တွဲဘူးတာဆိုတော့အာ Giovanni Quinna ကိုခေါ်လိုက်ဟေး Amorini နဲ့လက်တွဲဘူးတာဆိုတော့ဒါမျိုးဖြစ်နေတာ။ကိုရီးယားကရမှားနေတာ။အားလုံးလည်းဆိုတော့ကိုရီးယားဒီနည်းပြကိုလက်လို့ရင်နာကားပြီ။ Channing Sama တွေက Edit နဲ့ဟာလက်ထက်တုံးကားလို့ပေါ့။ တခါအတွက်ဒီကစားမားတွေခေါ်ပြီးဖို့လိုတယ်တကယ်တမ်းကျွန်တော် United တွေခေါ်ရမှာ United ကကိုအသင်းတွေခေါ်တာတိဖို့အတွက်ဆိုလို့ရှင်ကိုအသင်းရဲ့ blue structure နဲ့သွားခြင်းတယ်လေဒါရေးကျွန်တော်တိဖို့လိုတယ်ဗျာဒီလားဆိုတော့တော်တော်တိုင်ပက်ပါတယ်เนาะဆိုတော့နီးပြအတွက်ကျွန်တော်ကကစားမားတွေခေါ်ပြီးလို့မရဘူးကိုအသင်းတွေပဲကျွန်တော်ခေါ်ပြီးမှရမှာနီးပြအပြောင်းလဲလို့ရင်အဲ့ကောင်ကြီးကအလကားပဲတိုင်ပက်သွားရောဒီကိုလီယွန်ကတော့ဗျာတဲ့ highlight ထဲမှာတော်တော်ကောင်းတဲ့ player ပါတဲ့ highlight ထဲမှာတော့လူတိုင်းကောင်းနေတာပဲလေเนาะ Andre Unana တို့ဘာတို့ကိုခေါ်တော့ငါတော့မှ highlight ထဲမှာကောင်းနေတာပဲ ဟုတ်တယ်မလားနော်ဘသူဘသူပဲဖြစ်ဖြစ် highlight ထဲမှာတော့ဗျ highlight ဆိုတဲ့သဘောတရားကကောင်းလာမယ်ရွေးပြတာလေတပွဲလုံးပြတာမှမဟုတ်တာနော် highlight ကတော့ဟိုလူတိုင်းကတော့ကျွန်တော်တို့ကောင်းလာပဲဟုတ်တယ်နော်ဟို file line တို့ဘာလို့တော့မှ highlight ဒီထဲမှာကောင်းလာတာပဲလေကိုရီမြန်မာထွန်းထွန်း week in week out ကန်တာတွေ့ရမှာပဲဟောဒီကောင်ဘာမှမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့သိရတာပဲဘသူနေနေ highlight ကတော့ကောင်းနေတာပဲဆရာသမားကြီးနော် highlight ကတော့ကောင်းနေတာပဲ ကြီးကကွင်းလေပါဗျာတဲ့ဘောလုံးရလို့ရှိရင်တဲ့ကြောက်နေကြတဲ့ကောင်တွေကများတယ်အတင်းမားတဲ့ဘလူးမန်အဆင်မပြေဘူးတဲ့နော်โอเคအဲ right wing back နဲ့ left wing back စစ်စစ်လူတယ်လို့ထင်နေဗျာတဲ့နော်โอเคပါအတင်းပါကတော့ wing back တီအပြောင်းလဲလုပ်တော့မယ်လို့မထင်ပါဘူး네ရိုနံပါတ်10နောက်တစ်ယောက်ရောက်လာတယ်ဆိုလို့ရှိရင်အာမက်တီယာလိုက wing back မှာကစားရမှာပြီးလို့ရှိရင်ကျွန်တော်တို့ဒီကိုလီယွန်တို့ဘာလို့ရောက်လာပြီဆိုလို့ရှိရင်လည်းပဲတွေ့ကြတယ်သူတို့တွေက wing back မှာကစားမယ်ကစားမှာတယ်ဝင်းဘက်ကတော့တေးကြတယ်မခေါ်တော့ဘူး ကျွန်တော်ခေါ်မယ်ဆိုရင်တိုက်စစ်မှုရဲ့ Nero Nebadan ရဲ့ Sandra Miffy ရဲ့ကုသမရဲ့ဒါပဲခံစစ်တောင်ကျွန်တော်ခေါ်မယ်လို့ကျွန်တော်မတင်ဘူးပေါ့နော်အထူးသဖြင့် Eric ဘာတွေ Ambodin ပေါ့နော် Ambodin Press Conference မှာပြောသွားသလိုပဲပြိုင်ပွဲများများမကန်ရရင်လူစင်းများများမလူလို့သူပြောသွားတာဆိုတော့အတင်းဘက်ကလည်းတိတ်တဘောကြတာအဲ့ဒါမျိုးတော့ဟမ်အဲ့ဒါအဲ့ဒါတိတ်တဘောကြတာဆိုတော့ခံစစ်ကတိကျပို့ပြီးတော့လူတွေရောက်လာတော့မယ်လို့ကျွန်တော်မထင်ဘူး တော့ကိုသမားပြောင်းရင်ပြောင်းမယ်၊ကွင်းလေပြောင်းရင်ပြောင်းမယ်ဒီနှစ်ခုပဲကျွန်တော်မျှော်လင့်ရမှာနော်။အဲ့တော့ခြေတိများဒီမှာလဲဆိုတော့နေကင်းဗီဒီယိုလေးဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။ channel လေးက subscribe ကျွန်တော်ဒါနှစ်သိန်းကျော်လာပြီပေါ့နော်။ဆိုတော့အကယ်တော့ channel လေးကို subscribe နဲ့တူဘူးဆိုလို့ချင်းနှစ်ပြီးတော့တောင်းဆိုပါရစေ။ကြီးကျူအားပေးတဲ့ညီကူများအလုံးကိုခြေတိများကြီးဒီမှာလဲ။